်ရှားတဲ့အချိန်မှာလည်းမဟာမုဏိဖုရားကြီးကတုံကာဘူးတွေရှိတယ်။သို့တော့မဟာမုဏိဖုရားကြီးမှာ ပြင်တော်တို့ဘာတို့ပြည့်စုံမှုမရှိပါဘူး။မဟာမုဏိဖုရားကြီးရဲ့ဥကောင်းပေါ်မှာတင်ထားတဲ့သင်္ချက်ဆိုတာရှိပါတယ်။အဲ့သင်္ချက်တော်ကြီးကရွှေဆလေးပိတ်တာရှိပါတယ်။သင်္ချက်တော်ကဒေဒေလေးတိမ်းဆောက်သွားပါတယ်။အဲ့တိမ်းဆောက်မှုပဲရှိတယ်ကြံတာတော့အပြည့်စုံမရှိပါဘူး။ လိုက်တဲ့အခါကျဘောလီတက်တွေ့တာတော့ကျွန်တော်တို့၈ခုလောက်တွေ့တယ်ပေါ့လေဒါကတော့ကျောင်းတော်ကြီးအောက်မှာတော့မဟုတ်ဘူးကျောင်းတော်ကြီးရဲ့အပြင်ဘက်မှာစောင်းတန်းလေးဆိုရင်မှာကျွန်တော်တို့ဖြစ်နေတဲ့အမာမူလီဖျားကြီးရဲ့အဲကွန်ပေါင်းထဲမှာဖြစ်သွားတာပေါ့လေရဟန်းရှင်လူပြည်သူ ပြည်သူပြည်သားတွေထိခိုက်ဒဏ်ရာအ ਨੇ ပါဆုံးကျောင်းတော်ကြီးအောက်မှာလဲလုံးဝမရှိပါဘူးကျွန်တော်မန္တလေးမြို့မဟာမှုရိဖျားကြီးရဲ့ဂောပကဥက္ကဋ္ဌဦးပြောင်းဝင်ဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒါငလျင်ဘေးနဲ့ပတ်သက်ပြီးလှုပ်ရှားသွားတဲ့ပတ်သက်ပြီးမဟာမှုရိရဲ့ထိခိုက်ပျက်စီးမှုတွေကျွန်တော်တို့ဟာဒါတွေတွေ့ရှိရပါတယ် တစ်ချက်ချင်းရဲ့နေကျွန်တော်တို့ငလျင်းကလှုပ်ခတ်တဲ့ပထမအချိန်မှာပဲအဲကျွန်တော်တို့ဘုံခရစ်စစ်မှာရှိတဲ့ပန်းသွဲတို့ဇေဒီယံထီတို့အောက်မှာမြေခပါတယ်။အဲ့ရမှာတခါသူလှုပ်တဲ့ဒုတိယအချိန်ပြန်လှုပ်တဲ့အခါကျတော့ကျွန်တော်တို့ဇေဒီရဲ့အပေါ်မှာရှိတဲ့ဘုံခရစ်စစ်မှာရှိတဲ့ကျွန်တော်တို့စိန်ဘူးတော်ကြီးမြေခပါတယ်။နောက်စိန်ဘူးတော်ကြီးတဲ့ထီတော်ကြီးတဲ့အနေနဲ့အချင်းနည်းနည်းလေးဒါဒါရွေ့ရွေ့လျားမှုရှိဖြစ်သွားတယ်ပေါ့လေ။ ဒါကိုလည်းကျွန်တော်တို့ဒါဘယ်လိုပဲဖြစ်နေနေအဲတွေ့ပြင်ရပါတယ်နောက်တစ်ခုက7နှစ်ရဲ့နေ့မှာလှုပ်သွားတဲ့အချိန်မှာကျွန်တော်တို့ဖြစ်ပေါ်လာတဲ့ကိစ္စရတွေမှာကျွန်တော်တို့မှသူဝနာဘာသနာရွှေကျောင်းတော်ကြီးရဲ့၄ဘက်၄ဓာတ်မှာရှိတဲ့ရင်းမြင်တော်၄ဘက်မှာရှိတဲ့ဖျားဘူးတွေဒါထိခိုက်မှုမရှိအောင်စီအောင်ကျွန်တော်စောင်းနှန်းလေးစပါရှိတဲ့ဆိုင်ငန်းရှိတဲ့ဒါဈေးဆိုင်ရှင်တွေလည်းကျွန်တော်တို့ဂောဘကအဖွဲ့အနေနဲ့အားလုံး ငလေးရင်သေးကတော့အပြင်လို့လုကင်းရကိုရွှေပြောင်းပေးရပါတယ်။အဲဒီမှာလွတ်လပ်တဲ့နေရာတွေအကုန်လုံးရွှေပြောင်းအဲ့လိုရွှေပြောင်းတဲ့အချိန်မှာပဲကျွန်တော်တို့၁၂နှစ်တတားကြီးကြော်မှာပဲတာငလေးရင်ထတ်လုတယ်။လုတဲ့အချိန်မှာအဲ့ချိန်ကရမ်းပြင်းပါတယ်။ပြင်းတဲ့အချိန်ကျတော့အဲ့ဒါဖြစ်တော့ဆိုတော့ကျွန်တော်ရောက်တော့ဒါဘုရင်ပြရတဲ့အကြည့်တဲ့အရှိဆောင်နာဥပဒါခပြကပြိုကြပါတယ်။ပြိုကြတော့ကျွန်တော်တွားကြည့်တယ်တွားကြည့်တော့ကျွန်တော်အဲ့ဒီမှာလဲအာဘယ်၍ဘယ်လောက်ပါဆိုတာကျွန်တော်လည်းခံမှန်းလို့မရဘူး။ နောက်၂၈ရင်းနေရတဲ့တပေါင်းလောက်ကနေဖြစ်တဲ့အတွေ့ရဟန်းရှင်လူပြည်သူဖျားဘူးကလည်းများပြားပါတယ်။အဲ့ဒါနဲ့ကျွန်တော်အိယံနေဝုံဝုံတို့ပြောကြတော့တဲ့ကျွန်တော်ပြန်လဲတယ်ပြန်လဲပြီးသမိုင်းမကြည့်ပြတဲ့ရိုက်တော့ဒီရှေ့မှာပဲဘိုးစီရှင်ရှေ့ရောက်တော့ငလျံထက်လို့တယ်။လို့တော့ကျွန်တော်လည်းရိုင်းပြီးနည်းနည်းခြေချော်လဲပါပေါ့လေ။အဲ့တော့ဒီမှာရွှေကောင်းနာမှာရောက်နေတဲ့အမျိုးသမီးတွေအောက်ထပ်မှာရှိတဲ့ဟာတွေကိုဝန်နှန်းတွေကိုအားလုံးအပြင်ထွက်ဖို့ကျွန်တော်တို့စော်ဩရပါတယ်။တော်ဘာလုကင်းအောင်ကျွန်တော်တို့ ရွှေ့တယ်ရွှေ့တဲ့အခါကျမှငလင်ကတော်တော်လေးပြင်းထန်လှုပ်တဲ့အခါကျကျွန်တော်တို့တွေးကြည့်ရတာပေါ့ဆိုတော့အပေါ်မှာလဲကျွန်တော်တို့အဲ့ချိန်မှာဒါမာမှုတိဖျာကြီးရဲ့အရှင်းဖို့မှာနောက်ရှိတိုက်တဲ့အခါကျတော့တုံခါမှုတွေဖြစ်တယ်အဲ့ဒါလှုပ်နေပြီကျွန်တော်ဒီဘက်ကနေကြည့်နေတာအဲ့ဒီကနေပြီးတော့မြောက်ဆောင်နှမ်းကြည့်လိုက်တယ်မြောက်ဆောင်နှမ်းမှာဆက်နေတဲ့ကျွန်တော်ရှိတော်ပဲရေတပ်ပဲရှိမှပြိုကြပါတယ်အဲ့ဒီကနေကျွန်တော်ဟိုဘက်သွားလိုက်တဲ့အခါကျတော့ ကျွန်တော်လည်းကံကောင်းသွားတာပေါ့လေရှင်9မိနစ်ချိန်ဘလောက်နေတော့အောင်မြေခေါ်တာပေါ့အောင်မြေကအပေါ်ကအုတ်တိုက်ကြီးကပြိုကြပါတယ်အဲ့တော့ပြိုကြတဲ့အခါအဲ့ဒီနေရာတော့ကျွန်တော်မြင်တာပေါ့လေအရင်တော့တရားတွေပါတွေထိုင်နေလူအော်လူတွေများပြီးတာအဲ့ချိန်ကလုံးဝကိုမရှိဘူးအားလုံးကံကောင်းတာဟာအဲ့တော့ကျောင်းတော်ကြီးပတ်ပတ်လဲလေးပြင်လေးရက်မှဆိုရင်တော့ကျွန်တော်တို့ကအန်ဒီအကင်းရှင်းပါတယ်ဖျားပုပြည်သူလုံးဝမထိခိုက်တော့ဘူး ျွန်တော်တို့ကျောင်းတော်ပြင်မှာပါရှိတယ်ဆောင်းတန်း၄ဆွဲမှာတော့ပြေးကြလောက်ကြနဲ့ဆောင်းတန်းတွေကပြိုကြတော့ဒါထိခိုက်မှုဒဏ်ရာလည်းရှိတယ်ဒီအရှိဆောင်းတန်းမှာဆိုရင်တော့ကျွန်တော်တို့30ရက်နေ့ကျတော့အာကျွန်တော်တို့အရှိဆောင်းတန်းမှာကျွန်တော်တို့ပေါ်တဲ့အခါကျတော့ဒါ body deck တွေ့လာပါတယ်ဘုံကအဲ့ဒါစတွေ့ပါတယ်အဲ့ဒါတွေ့ရှိတယ်နောက်တောင်ဆောင်းတန်းမှာဆိုရင်လည်းကျွန်တော်တို့ body deck တစ်ခုတွေ့ပါတယ်နောက်တစ်ခါကျွန်တော်တို့မိုးကောင်းတမယုံ အောင်နာမှာဆိုလဲအဲ့ငါရှိတဲ့ body တက်တခုတွေ့တယ်နောက်တစ်ခါအမြောက်ဆောင်နာရွှေရွှေဘုကပြက်မှာလဲ body တက်တခုတွေ့ပါတယ်အဲ့ဒါတွေကအားလုံးဟာကျွန်တော်တို့ရှိလိုက်တဲ့အခါကျ body တက်တွေ့တာတော့ကျွန်တော်တို့၈ခုလောက်တွေ့တယ်ပေါ့လေဒါကတော့ကျောင်းတော်ကြီးအောက်မှာတော့မဟုတ်ဘူးကျောင်းတော်ကြီးရဲ့အပြင်ဘက်မှာဆောင်းနှန်းလေးဆိုရင်မှာကျွန်တော်တို့ဖြစ်နေတဲ့အဲမာမှုလိဖျားကြီးရဲ့အဲကွန်ပေါင်းထဲမှာဖြစ်သွားတာပေါ့လေအဲ့ဒါကတော့အဲ့ဒီအတိုင်းဝင်ထဲမှာဖြစ်သွားပါတယ် သူရဏပါတထရွှေချောင်းတော်ကြီးအောက်မှာကျွန်တော်တို့အတွင်းမှာကဏကုဋိတိုက်ဆိုတာရှိပါတယ်။အဲဒီကဏကုဋိတိုက်မှာမဟာမုဋိရုပ်ချက်တော်မြတ်ကြီးကကိန်းဝတ်ဆံပေးပါတယ်။လှုပ်ရှားတဲ့အချိန်မှာလည်းမဟာမုဋိဖရာကြီးကတုံကာမှုတွေရှိတယ်။သို့တော့မဟာမုဋိဖရာကြီးမှာပလင်တော်တို့ဘာလို့ပြည့်စည်မှုမရှိပါဘူး။မဟာမုဋိဖရာကြီးရဲ့အပေါ်ကျွန်တော်တို့ဥကောင်းပုံပါတင်ထားတဲ့သင်းကျက်ဆိုတာရှိပါတယ်။အဲဒီသင်းကျက်တော်ကြီးကရွှေဆလေးပိတ်တာရှိပါတယ်။ အဲ့ဒါကကျွန်တော်တို့ ရှေးမင်းတွေကလှူဒန်းတာတဲ့အဲ့ဒါတော့အ ਨੇ ချင်းကျွန်တော်တို့အာတင်းကျစ်တော်ကနည်းနည်းလေးတိမ်းဆောက်သွားပါတယ်အဲ့ဒီတိမ်းဆောက်မှုပဲရှိတယ်ကြံတာတော့အပြည့်စည်မရှိပါဘူးဘက်ကရီအခြေအနေတိုင်းပဲရှိပါတယ်ဒါမှမဟုတ်ဒီဟာရှိတဲ့ဥစ္စာကိုလည်းအာကျွန်တော်တို့ကဘာဖြစ်နေနေခေါ်ဘကအဖွဲ့နေတာကလုံခြုံမှုရှိအောင်ကျွန်တော်တို့မှာအဲ့ဒီထဲမှာချိတ်ဆွဲရတဲ့နာတံမိုးမဖြတ်နိုင်တဲ့ရွှေသားတွေနောက်တော့ရှေးအောင်ပစ္စည်းရဲ့အမွေနစ်တွေပြည့်စုံမှုမရှိပါဘူး ဒီပြည့်စုံမှုမရှိအောင်ကျွန်တော်တို့ကတော့အထက်တက်ခတ်ပြီးကျွန်တော်တို့ခုချိန်ဒီပဲထိမ့်သိမ်းဆောက်ရှောက်ထားပါတယ်မြန်မာနိုင်ငံရဲ့ကျွန်တော်တို့ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်တဲ့အတွက်ယဉ်ကျေးမှုအမွေအနှစ်တွေကိုဒါမတိမ်ကောမပပြောက်အောင်ကျွန်တော်တို့ကဆက်လက်ပြီးထိမ့်သိမ်းဆောက်ရှောက်တော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကကျွမ်းကျင်တဲ့အင်ဂျင်နီယာပညာရှင်တွေကိုအမြန်ဆုံးကျွန်တော်တို့ကသူတို့နဲ့တိုင်ပင်ဆွေးနွေးပြီးမှအကူအညီတွေလိုအပ်တဲ့တောင်းတောင်းပြီးမှ ကျွန်တော်တို့ဓာရီကိုစနစ်တကျနဲ့ကျွန်တော်တို့အာအောင်မြင်အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကလည်းကျွန်တော်တို့ဒီသားထဲမှာကမ္ဘောဒီးယားနိုင်ငံပေါ့လေကမ္ဘောဒီးယားနိုင်ငံကလည်းဒီမှာဖျားကြီးအတွက်ကိုကျွန်တော်တို့အလှူတော်ငွေ300လားလူပါတယ်နောက်တကနောက်တဦးကလည်းကျွန်တော်ဒါဗုဒ္ဓဘာသာမြန်မာလူမျိုးတွေတဲ့ရတယ်မကပါဘူးအခြားဘာသာနိုင်ငံကလည်းတရုတ်လူမျိုးတွေကလည်းဒီမှာလည်း350လားလူပါတယ်ကျွန်တော်70သိန်းတို့90သိန်းတို့လူတန်းငွေအစုစုမှုကိုလည်း ျွန်တော်တို့ကဖရာကြီးထဲမှာဒါတဖွဲ့ဖွဲ့လာရောက်လှူဒန်းနေတာကိုလည်းကောပကအဖွဲ့ကကွန်ပျူတာပြည့်ပြီးဂျာတွေကိုကျွန်တော်တို့ဆောင်ရွက်ဆဲဖြစ်ပါတယ်ဆက်လက်ပြီးလဲလှူဒန်းနေတဲ့နေ့စဉ်နဲ့အမျှဒါလာရောက်နေတဲ့ဒါစင်နာရှင်လှူရှင်တွေကလာရောက်လှူဒန်းနေပါတယ်ဒါကြောင့်မလို့ဒါလည်းဖရာကြီးရဲ့ကျောင်းတကိုးပေါ်လေနောက်တစ်ခုကလည်းရဟန်းရှင်လူပြည်သူပြည်သူပြည်သားတွေထိကြိုက်တမ်းရာအ ਨੇ ပါဆုံးကျောင်းတော်ကြီးအောက်မှာလဲလုံးဝမရှိပါဘူးဒါလည်းကျွန်တော် CCTV မှာပြန်ကြည့်တဲ့အတွေ့ ောင်းတော်ကြီးအောင်မှာလုံးဝအသေးအပြောက်ထိခိုက်တိုင်ဟာအင်မတန်မှမရှိခဲ့ပါဘူး။နဲပါတယ်။ဒါအပြင်ဘက်မှာတော့အနေချင်းများရှိပါတယ်။စောင်းနှားနေလည်းအနေချင်းများပြည့်စည်ပါတယ်။ကျွန်တော်တို့ဒီငလျင်နဲ့ပတ်သက်ပြီးပေါ့လေမြန်မာနိုင်ငံနဲ့မကဘူးခြားနိုင်ငံတွေလည်းလှုပ်ရှားပါတယ်။လှုပ်ရှားတဲ့အခါကျတော့ကျွန်တော်တို့ရဟန်းရှင်တို့ပြည်သူတော့မြန်မာနိုင်ငံတဏ္ဍာန်တရားမှာရှိတဲ့တိုင်းရင်းသားညီကိုမောင်နှမအားလို့ဟာဘေးရန်နဲ့အများကျွန်တော်အနေနဲ့ကင်းရှင်းပါသေး။အပြည့်စည်ဆုံးရှုံးမှုတွေလည်းနည်းပါပါလေ နောက်တခါကျအန်ဒီပန်သမ ्या ကိုလည်းအားလုံးဘေးရန်ဒီကင်းရှင်းကြပါစေရဟန်းရှင်လူပြည်သူပြည်သားအပေါင်းတို့လည်းနောက်ထပ်ငလင်ဘေးတံကျမ်းမာရေးတံစစ်ဘေးတံအားလုံးကနေဘေးရန်ဒီကင်းရှင်းပါစေလို့ဂောပကအဖွဲ့ရဲ့ကိုစားကျွန်တော်ကပြည်သူပြည်သားရဲ့ကိုစားမဟာမှုရိဖျားကြီးဂောပကအဖွဲ့အနေနဲ့ကျွန်တော်တို့မန္တလေးမြို့သူမြို့သားမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့ ရံပဲအသွဲသွဲမှဘေးရန်ကင်းချင်းကြပါသေးလို့ကျွန်တော်သုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာ။